ားလုံးမင်္ဂလာပါရေဝရှင်ဒီမှာပြန်လည်ချေဆွေးလိုက်ပါတယ်ဒီကနေ့ဂျွန်လ30ရက်နေ့ဒီကနေ့မှာ AR တိုင်းထဲမှာကျွန်မဖက်စစ်ခွေးတက်လောင်းနေပုံသွားတယ်ဆိုတဲ့အကြောင်းကျွန်တော်တင်ပြပေးပါမယ်ဆိုတော့ဒီကနေ့မှာကျွန်တော်တကယ်ကိုအားရကျင်တဲ့ဖွဲဈင်းတွေညာကြီးရှိနေပါလေအလကပက်တော့ AA နဲ့ပူပေါင်းတပ်ဖွဲ့ဝင်တွေ AR ရဲ့စစ်စင်ရှေးထပ်မှန်ပြီးတော့ကျွန်တော်တို့အသက်သွင်းလိုက်ပါပြီ ဒါပြင်စကိုင်းရွှေပိုမှာကျွန်မဖက်စစ်ခွေးနဲ့ငပြူကောင်တွေရဲ့စစ်ခန်းသုံးလုံးကိုချိန်နေတပြိုင်နက်သေးမှာပဲတိုက်ခိုက်သိမ်းပိုက်လိုက်စင်ယာချိပါဝင်စစ်ခွေး20ကြော်ဝါကူးသွားပြီးတော့အရှင်ဖမ်းမိထားတဲ့ငပြူတွေအကြောင်းကိုလည်းကြောက်မိပါတယ်သိရမှာပါဒါကြောင့်ကျွန်တော်ရဲ့ဗီဒီယိုအဆုံးထိဝင်ကြည့်ရှုကျွန်တော်ရဲ့မိဘတအူးချင်းစီတိုင်းကိုတလီတစားဖိတ်ခေါ်လိုက်ပါတယ် ပထမဆုံးဒီဒန်းအနေနဲ့မအားလာရဲ့ yes ဒါလေးကိုအရင်ဆုံးတင်ပြပေးပါစေ yes တောင်မှယူယူ yes တာမဟုတ်ဘူးရှားဗျာကြီးနဲ့ကိုရက်သွားတာဟုတ်ပြီဒီပြဆင်ကတော့ဘီလာရုဖလီစစ်မှာဖြစ်သွားတာပါဒါနဲ့ပတ်သက်ပြီးတော့ အတွက်မိဘတွေကိုကျွန်တော်အဲ့ဒီဖြစ်စဉ်လေးကိုဒါအချင်းချင်းလေးကျွန်တော်တင်ပြပေးပါစေဆိုတော့အားလုံးဒီမြင်တွေ့ရမှာကဒါအကြောင်းဖက်စစ်ခေါင်းဆောင်မအားလာတကောင်ကိုဘလောက်လေးစိတ်ရောက်တဲ့အချိန်မှာဘလောက်လေးစိတ်ကနေပြီးတော့ကျွန်တော်တို့ဒါကြိုဆိုတဲ့သူတွေကကိတ်မုတ်တလုံးပြင်ဆင်ထားပါတယ်ဆိုတော့ဒီကိတ်မုတ်ကိုကျွန်တော်အာဘလောက်နိုင်ငံကနိုင်ငံတကာပေါ့ဗျာနိုင်ငံတကာမြင်ကွင်းလို့လဲဆိုးရရပါတယ်ဒီအခြေအနေမှာ အဲ့ဒီကိမုတ်ကိုလေးစိတ်မာတယ်ပဲလက်နဲ့တို့ပြီးတော့ရှာဗျာကြီးနဲ့အာရပါရရက်လိုက်တဲ့အရှက်မဲ့တဲ့မှတ်တမ်းထွက်ပေါ်လာပါတယ်ဆိုတော့ဒီမှတ်တမ်းဓာတ်ပုံနဲ့ပတ်သက်ပြီးတော့ဒီပစ္စည်းနဲ့ပတ်သက်ပြီးတော့အဓိကတည်ခံကဘယ်ဟာလူကဓာတ်ပုံဆရာပဲဖြစ်ပါလိမ့်မယ်သူကလည်းဘယ်အချိန်တွေကချောင်းလူလည်းလုံးဝကိုကွက်တိရိုက်ထားတာဖြစ်တယ်ရှာကြီးရှာရှာပလက်ကြီးနဲ့ ဆိုတော့တော်သားဆိုတော့လေတော်သားလိုပဲလောက်တာပေါ့ဗျာဟုတ်ပြီပြစ်စင်လေးอ่ะဒီလိုဗျာမဟာရတကောင်ဟာဘာလို့သမရနိုင်ငံလေးစိတ်ကိုရောက်ရှိလာပါတယ်အဲ့ဒီဘုံမှာလေးစိတ်ဘုံမှာဆင်းဆင်းချင်းပဲဘလာရုအစိုးရဘက်ကနေပြီးတော့အမျိုးသမီးတအုပ်ကရိုးရဂိမ်းမို့တစ်ခုကိုကင်ဆောင်ပြီးတော့ကျူဆူနေပါတယ်ကျူဆူနေရဲ့ဒါအမျိုးသမီးကမဟာရကို မပြောလိုက်ရဆိုရင်လူကြီးမင်းရှင်ဘလာရုသမရဂတော်ကိုယ်တိုင်ဖုတ်ထားတဲ့ကိမ့်မဟုတ်ပါနားနေဆောင်မှာစားတော့ဖို့ပြပို့လိုက်ရမလားရှင်တဲ့ဆိုတော့ဖုံးစံအတိုင်းပေါ့ဗျာဒါဘလာရုသူလေးကအင်္ဂလိပ်တန်လေးနဲ့ပြောလိုက်တာဖြစ်တယ်ဟုတ်ပြီမာလာကလေဘေးတော်သာစံတက်ပြိမတက်ကောင်ဆယ်ထဲအောင်မှအချိန်ချင်းဖြည့်ပြီးတော့မှအောင်တဲ့ကောင်ဒီအစ်စီအောင်မှကြာဘူးတဲ့ကောင် အရက်ကမမီညံရီပါမမီတဲ့ကောင်ဆိုတော့လေဘောတူတဲ့စကလုံးလေးကိုတော့နားမလဲပဲနဲ့ကြောင်တောင်တောင်အန်တန်တန်ငစနူပုံစံလေးနဲ့ဘီနာကစကပြန်လေးကိုမင်းငော်ပြီးတော့ကြည့်လိုက်ပါတယ်ဆိုတော့ဘီနာစကပြန်ကလည်းပဲခေါင်းလေးညှိပြီးတော့ဒါ yes ဆိုတဲ့ပုံစံမျိုးသူ့ကိုပြန်ပြီးတော့တုံ့ပြန်ဖို့အတွက်ဒါသူ့ကိုကိုအဟံမူရပြလိုက်ပါတယ်ဟုတ်ပြီ ဒီလိုမူရပြလိုက်တဲ့အချိန်မှာပဲမာလာတပူပါမဆိုင်မတော့ဘဲနဲ့ကျွန်တော်ကိတ်မော့ပေါ်မှာရှိတဲ့မဟုလက်နဲ့မမာလူကြီးကိုပြီးတော့ရှာပြာကြီးနဲ့ရစားတယ်ဒီလိုမမာလူဆက်ပါမမာတော့ဟာတော်တော်လေးကိုအာပညာမဲ့စင်တန်းမရှိ ဂိုသိက္ခာမရှိတဲ့ဒါတော်မှဒီနေ့ကျွန်တော်ရဲ့ Telegram မှာကျွန်တော်ရဲ့မိသားစုတွေကို ကျွန်တော်တင်ပြထားပါတယ်အဲ့တော့ဒီသူ Belarus နိုင်ငံကိုရောက်ရှိသွားတဲ့အချိန်မှာအကျွန်တော်တို့ဒါအဲ့မှတ်တမ်းမှာလက်မှတ်ထိုးပေးတယ်လက်မှတ်ထိုးတာဘောနော်သူကရန်လေးရင်မှုနဲ့လက်မှတ်ဝင်ထိုးတဲ့အိုက်စာလေးကိုကျွန်တော်တဲ့ပုံမှန်တန်လေးကျွန်တော်မိသားစုတွေဝင်နေကိုကျွန်တော်ပြထားပါတယ်အဲ့ဒီမှာလည်းပဲဗမာလူကြီးပဲရေးထားတာဖြစ်တယ်ထူးဆန်းတာတစ်ခုက ကျွန်တော်နိုင်ငံကျွန်တော်ပြည်သူရဲ့အာဏာကိုမတရားသိမ်းဒါကျွန်တော်တို့ရဲ့ဒါနိုင်ငံခေါင်းဆောင်နဲ့ကျွန်တော်ရဲ့သမရကြီးကိုအကျဉ်းချခံပြီးတော့သူ့ဝဲသူ့ရဲ့ယာလူတွေကိုသူ့အောင်သူပေးထားတာအဲ့ဒီပေးထားတဲ့ဂုံလူတွေဝဲလူတွေကိုပါအဲ့ဒီဒါကျွန်တော်တို့မတရားပေါ့ဗျာကျွန်တော်တို့ဒါအဲ့ကျွန်တော်တို့ဒါစရင်သွင်းတဲ့နေရာမှာသူကိုယ်တိုင်ရေးပြီးတော့မှအရှက်မဲ့ရေးထိုက်သေးတယ်အဲ့စားလေအဲ့ရဲ့တမုံလေးကိုကျွန်တော်ပြပါလေတင်ပြထားပါတယ် ဆိုတော့ဒါကတခိုင်းမှာအခုအခြေအနေကြီးကတော်တော်ကြီးကိုပေါ်သားဆန်တယ်ဗျာဟုတ်ပြီအဲ့ဒီမှာဘလူးကဒါဒါတိမုတ်ဘန်းလေးကိုကင်ထားတယ်ပေါ့နော်မုတ်ဘန်းလေးကိုကင်ထားတယ်အဲ့ဒီဝန်ထမ်းအမျိုးသမီးလေးကကြောင်ထွားတာပေါ့နော်ဆိုတော့သူမထင်းဘူးလေသူမထင်းဘူးလေသူတို့ကတော့ဒါဒီမလာမင်းအွန်လိုင်းနဲ့ပတ်သက်ပြီးတော့မင်းအွန်လိုင်းကဘလူးကောင်မျိုးလေးဆိုတာကိုအတွင်းကြကြသိကြမှာသိမယ်ဆိုတော့ ဒါရုရှားရုရှားလောက်ကံဘီလာရုပြည်နာကအာနာရှင်နိုင်ငံတွေအဲ့ဒီနိုင်ငံတွေအတွင်းထဲကဒါအာနာရှင်တွေအုပ်ချုပ်တဲ့ဝန်ထမ်းတွေပေါ့ဗျာဆိုတော့ဒီခြေနေတွေမှာအဲ့ဒီဘီလာရုသူလေးကဘီလာရုဝန်ထမ်းလေးကကြောင်သွားတယ်သူဒီလိုမျိုးပေါ့နော်သူကကိတ်ခုလက်ကြီးနဲ့ဗမာလူကြီးကော်ပြီးတော့ရှာပြားကြီးနဲ့ရက်စားလိမ့်မယ်လို့သူမထင်ဘူးပေါ့နော်နောက်တစ်ခုကဒါသူတို့နိုင်ငံကိုလာတဲ့ချိန်မှာဒါအခြားသောနိုင်ငံကဒါဟိုဘယ်လိုပြောမလဲနော် အဲခေါင်းဆောင်နေပေါ့ဗျာခေါင်းဆောင်နေလာတဲ့အခြေအနေတွေနဲ့ပုံသဏ္ဍာန်တွေနဲ့လက်ရှိကျွန်တော်တို့နိုင်ငံရေးမှာမတရားအာဏာသိမ်းပြီးတော့သူ့အောင်သူဂုံလူပွဲလူတွေတက်အဲသူ့အောင်သူသမရသူ့အောင်သူဝန်ကြီးချုပ်သူ့အောင်သူကာကွယ်ရေးစဦးစီးချုပ်ခံထားတဲ့စံတက်ပင်တက်ကောင်းတဲ့တွေးလိုက်တဲ့အခြေမှအဲ့ဒီဝန်ထမ်းတွေပါကြောင်သွားတယ်လို့ကျွန်တော်တို့သိရှိထားရပါတယ်အဲ့တော့လူချင်းမျိုးနိုင်ငံမှာ ကိမ့်မုတ်ပေါ်မှာလှဆင်ထားတဲ့ပလတ်စတစ်ပြားကိုလည်းစားတယ်ဆိုတာမသိလို့ပါရှင်။ Okay ။ဘုဂျုံဘုဂျုံမူကြီးမာလာကျူလာ Yes Okay Very good ဆရာမာလူတူတက်တာဟုတ်ဆရာဒီလိုချင်းနေဒီလိုတက်လို့မျိုးဒါချမ်းတက်ကြမှာလည်းတင်ထားတယ်စိုက်မိသားစုဝင်တွေကိုကြည်လာသေးဘူးဆိုရင်တော့သူတွေချာချာ ငွေကြည့်ပေးပါပြီးတော့လိုအပ်ရင်စေထားပါဆိုတော့ကျွန်တော်နိုင်ငံမှာအောက်တန်းစာပညာမတက်စာမတက်နော်ဘာစိတ်မှရှိတယ်ကောအခုနိုင်ငံတကာစာမျက်နှာကိုရောက်သွားတယ်ရှာပြားကြီးနဲ့ yes ဆိုတဲ့မှတ်တမ်းကြီးထပ်မံပြီးတော့ထိုးသွားပါကျွန်တော်ကအရန်ရှက်တယ်ကျွန်တော်အရန်ရှက်တယ်ဘာဖြစ်လဲဆိုတော့ဒါကြီးမှာဒါ ကျွန်တော်မြန်မာနိုင်ငံပေါ့နော်အဲဒီကောင်ကလည်းမြန်မာနိုင်ငံသားပဲဆိုတော့မြန်မာနိုင်ငံသားတယောက်ဟာနိုင်ငံတကာဒါမီဒီယာလည်းရှေ့မှာပေါ့နော်ဒီလိုမျိုးအခြေအနေကြောင့်ကျွန်တော်တို့အလွန်အင်တန်ရှက်ယုံမိပါတယ်ဆိုတော့ကျွန်တော်တို့တော့အလောက်ရှက်တယ်ဆိုရင် မလာကြဘူးဒီထက်ပို့ပြီးတော့ရှက်မယ်လို့တော့ထင်တယ်ဆိုတော့ကိုကိုကိုများတက်တည်သွားမလားမသိပါဘူးဗျာဆိုတော့ဒီနေ့ရဲ့အဓိကကျွန်တော်မိဘတွေကိုမစိတ်ပေးချင်တဲ့အကြောင်းအရာကတော့မလာရှာပြားချင်းနဲ့ yes like that အကြောင်းနဲ့စတင်လိုက်တာပါဟုတ်ပြီကျွန်တော်တင်ရချင်တဲ့ ARE time train မှာ Japan Pacific ခွေးတက်ဘောင်းကြီးပုံခံသွားပါတယ် ကျောင်းအရာတွေနဲ့ပတ်သက်ပြီးတော့ကျောင်းကြီးဘာတွေအများကြီးမျောလင့်ထားကြတာဆိုတော့ကျောင်းမိဘတွေကျွန်တော်တို့မိဘပြည်သူတွေအားလုံးရဲ့မျောလင့်တဲ့အတိုင်းမှန်တကယ်ဖြစ်လာမှာပါဘာကြောင့်လဲကျွန်တော်နိုင်ငံအာနာသိမ်းလိုက်တဲ့အချိန်ကတည်းကကျွန်တော်ဆိုရင်တော့ကရင်နေမိတွေကိုရောက်တဲ့အချိန်ကတည်းကကျွန်တော်တို့ပပလေမှာ အယာဝရီလူငယ်တွေအယာဝရီကကျောင်းမိသားစုကနေအများကြီးဆိုတော့အဲ့ဒီအချိန်လေးကကျွန်တော်သိတာကျွန်တော်လူမျိုးနေမြေရောက်လာတဲ့အချိန်ကျွန်တော်တို့စစ်တင်နေတယ်မတက်ခင်တော့ဘာမှမတက်ခင်ပါလေကဟာအယာဝရီသားတွေပုံခံနေတာသူတို့ AR ကိုသူတို့ပြန်ပြီးတော့ကျုံးဖို့အတွက်အဲ့ဒီအချိန်ကလေးက2021အခု2025ဆိုတော့ဒီကာလတွေအတွင်းထဲမှာလုံလောက်တဲ့စီး ညာတွေတင်ကြခဲ့တယ်လုံလောက်ပဲအင်အားတွေဖြစ်တည်ခဲ့တယ်တိုက်ခိုက်ရေးစီယုံရေးစစ်စင်ရေးတွေနဲ့ပတ်သက်ပြီးတော့တေချစွာရေးဆွဲပြီးဖြစ်ပါတယ်ကျွန်တော်က AR သားတွေကိုအရန်တမှုထားပါတယ်ကျွန်တော်နိုင်ငံရဲ့စပယ်ကြည်ကြီးကိုဗျဟုတ်ပြီကျွန်တော်ဟာကတော့ AR နဲ့ပူပေါင်းတက်ဖွဲ့ဝင်တွေတိုက်ခိုက်သိမ့်ပိုက်လိုက်လို့အလောင်းတွေပုံခံသွားတယ်ဆိုပါလားဗျာ ီပြစင်မှာရေလူတိုင်းအင်္ဂဘုံမြို့နယ်ရှိတဲ့ဗေဗျာကုန်းနဲ့စာစီကုန်းကြီးရွာတွေမှာအကြမ်းဖက်စစ်ခွေးတက်စခန်းတွေတဆွဲထားတဲ့အဲ့ဒီစခန်းတွေကလည်းတက်တော်အိမ်နဲ့ပူပေါင်းတပ်ဖွဲ့ဝင်နေဝင်ရောက်တိုက်ခိုက်သိမ်းဖိုက်လိုက်ပါတယ်ဆိုတော့အဲ့ဒီတိုက်ခိုက်မှုတွေမှာလေချောင်းကနေပြီးတော့လာပြီးတော့သူတို့ကခုခံပစ်သေးတယ်လေချောင်းကနေပစ်ခတ်တိုက်ခိုက်မှုတွေကြားလိုက်ကပဲအကြမ်းဖက်စစ်ခွေးတက်တွေကိုတိုက်ခိုက်ချေမှုတုတ်တင်ခဲ့တာဖြစ်တယ်စီးရီးကတော့ ြတ်သားပါတယ်အရှင်မရှိပါဘူးဟုတ်ပြီနိုင်ငံရှင်းလင်းလိုက်တဲ့အချိန်မှာကျွန်တော်တို့တွေ့လိုက်ရတာကအကြောင်းရဲဘော်တွေအရန်အံ့ဩသွားတယ်အဲ့ဒါကတော့ခွေး along to အများအပြားပြန်ကျဲစုပုံရုပ်ပြတ်စင်းပြတ်ပြီးတဲ့ကောင်ကပြီးဒါပေမဲ့အဲ့ဒီနေရာဟာ ျွန်တော်တို့ ERR သားတွေပိုင်တဲ့နေရာဖြစ်တယ်။ဆိုတော့ကျွန်တော် ERR သားတွေပိုင်တဲ့မြေပေါ်မှာအဲ့ဒီကောင်တွေဘလောက်ထိသဆိုးရှည်နိုင်အောင်လဲ။ကျွန်မပြောစဉ်းစားရင်ကြောချမ်းစရာကြီးပဲ။အကတော့ AA ကျွန်တော်ရခိုင်မြေပေါ်မှာအကျန်းဖက်စစ်ခွေးတကောင်မှမရှိစေရဆိုတဲ့ဇကားကိုအလကားပြောခဲ့တာမဟုတ်ဘူး။ရခိုင်မြေကိုရခိုင်နေပိုင်တယ်။ပြီးတော့ KNU ကော်တူလေးချူတော်မှာဖန်ဒရယ်နိုင်ငံတော်တွင်ကိုကော်တူလေးပြည်အနေနဲ့ဝင်မှာအရခတတော်လဲထုံနေလောက်မဲအရခဆရော KIA ကချင်းချင်းထုံနေလောက်မဲဆရောနိုင်ငံတိုင်းရဲ့လုံးမှာကျွန်တော်တို့တိုင်းရင်းသားတွေကိုနှစ်ပေါင်းများစွာပေးခွဲတတ်ရှုဖြတ်ခဲ့တဲ့အခြေအနေတွေကဆုံးသက်ပါပဲ ဒါကြောင့်အရာဝတီမှာလက်ရှိရှိနေသေးတယ်ကျန်ဖက်စစ်ခွေးတက်ပြီးတော့အဲ့ဒီမှာနေနိုင်သေးတယ်သူရဲ့မိသားစုဝင်တွေကိုကျွန်တော်တနာမိတယ်အချိန်မှာအဲ့ဒီကောင်းနေအကုန်လုံးဟာခွေးတီဝတ်တီတေးအောင်မှာဖြစ်တယ်ကျွန်တော်ပို့ပြောနေတာမဟုတ်အရာဝတီသားတွေရဲ့ရှင်နေကိုကျွန်တော်တို့မြင်ရတယ် ဘာကြောင့်လဲကျွန်တော်နဲ့အတူတူစစ်တင်တယ်တက်ခိုက်တာတင်တဲ့တစ်ခုလည်းမဟုတ်ဘူးเนาะကျွန်တော်ရဲ့မိဘတင်တဲ့တစ်ခုလည်းမဟုတ်ဘူးတိုက်ခိုက်ရေးပြီးတော့ Federal နဲ့နိုင်ငံရေးတင်တဲ့နေပြီးတော့ကျွန်တော်တို့ဒါစုဖွဲ့မှုပြီးတော့ရင်ကျွန်တော်တို့လက်နက်ကြီးလက်နက်ငယ်မိုင်းလုပ်ငန်းစဉ်တွေပြီးစေးမဟာပြူဝါရီကရင်လိုလည်းတင်ရတယ်ခိုင်လိုလည်းတင်ရတယ်ဗမာလိုလည်းတင်ရတယ်ရှင်ရောဒါလေးကိုကျွန်တော်ပြောနေတာကအခုဒါစစ်မှုထမ်းအောက်မှာ ပြီးတော့ပြည်သူစစ်ဆိုတဲ့ခေါင်းစဉ်အောက်မှာငပြူတွေတန်းအောင်မစီတတ်တဲ့အခြေအနေနဲ့ငပြူကောင်တွေနဲ့ပြည်သူစစ်တွေလက်ရှိအကြမ်းဖက်စစ်ခွေးတက်ကလူသားတိုင်းနဲ့တုပ်ပြီးတော့ဘာမှဒါတင်ရုပ်ဖြစ်တင်ကြားနိုင်တဲ့အခြေအနေမရှိဘူးဆိုတာကိုကျွန်တော်ကကွဲကွဲပြတ်ပြတ်လေးတင်ပြခြင်းဖြစ်တယ်ကျွန်တော်အများအားပြောဖို့ရဒီတော်လိုင်းကိုလုပ်ဖို့အတွက်ကျွန်တော်စစ်တင်နန်း ဆက်ဆက်ပြီးတော့တင်နန်း၈ခုကျွန်တော်တက်ခဲ့ရတယ်။တင်နန်း၈ခုဘုရင်စတော့ဆိုတော့တို့ပြောတယ်ကျွန်တော်တို့ကလည်းဗာလဲတလတင်နန်းပဲတက်ပြီးတော့တို့တွေကိုပြန်ပြီးတော့ဖြစ်တယ်ပေါ့ဗျာ။ပြန်ချတယ်ပေါ့ဗျာ။ဒီကောင်လေးဘာမှမတက်ပါဘူးပေါ့။ဆိုတော့ငါတို့ဘက်ကလက်နဲ့ကြည့်လေပြလိုက်ရင်ငါတို့ဘက်ကလေကြောင်းကဘုံချက်လိုက်ရင်ငါတို့ဘက်ကအာအေးကလုံလိုက်ရင်ဒီကောင်လေးပြေးမှာပဲဆိုတာမျိုးကိုကျွန်တော်တို့ကိုတွတ်ဆခဲ့သေးတာအခုပြေးနေတာကဘယ်ကောင်တွေလဲ။ဟုတ်ပြီအေးအေးကြောင်းမပြန်သွားရအောင်ပါ။ဒါဒီမစ်စင်မှာ နေမရှင်းလေးလေးနေမရှင်းလေးလေးလုံးလိုက်တဲ့အချိန်မှာကျွန်တော်ဖက်စစ်ခွေးတက်တွေပြီးတော့စုလိုက်ပြုံလိုက်ဒါအများအပြားသိဆုံးခဲ့တာကိုကျွန်တော်တို့တွေ့လိုက်ရတာဖြစ်တယ်ပြီးတော့လက်နဲ့ခဲရန်အများအပြားတစ်ခက်သိမ့်ပတ်ရရှိထားတယ်လို့ကျွန်တော်က29ရက်နေ့ညနေပိုင်းမှာအရခတ်တက်တော် AA ဘောတဖွဲ့ဝင်တွေထုတ်ပြန်ခဲ့တာဖြစ်တယ်ဆိုတော့လက်နက်စရင်တွေနဲ့အကျံဖက်စခွေးတက်ရဲ့အရေးအတွက်တွေကိုတော့သူတို့တွေထင်ချန်ထားစေဖြစ်တယ် ဆိုတော့ဒီအချိန်လေးကိုကျွန်တော်မိဘတွေနားလေပြီးမယ်လို့ကျွန်တော်မျှော်လင့်နေဘာကြောင့်ထိတ်ချန်ထားတာလဲကျွန်တော်တို့အရှိကိုစက်တိုက်ကြအောင်မယ်ဟုတ်ပြီဒါဆိုရင်တော့ကျွန်တော်လက်ရှိအချိန်ဒီမှာနေရှင်လင်းတွေလုဆောင်ထားပြီးအလောင်းတွေကိုတော့အစင်ပြေတယ်လို့ပဲကျွန်တော်တို့လည်းကြည်ပြီးတော့ရှင်းထားပါတယ်ဆိုတော့အဲ့ဒီမှာထူးခြားတဲ့အချက်ချက်ကတော့အသက်ရှင်သူမရှိအကုန်လုံးခွေးတွေဝတ်တွေတေဆုံးသွားပါကြောင်းပါ ဒီ business နဲ့ပတ်သက်ပြီးတော့လဲအကြံဖက်စစ်ခွေးတက်ကကျွန်တော်တို့ဒါဒီနေ့နံနက်ပိုင်းမှာပဲပဲကိုယ်တိုင်အနောက်ချိုင်း brown တက်နယ်တဲမှာဒါစစ်သုံး truck ကနှစ်စီးအပြည့်လက်နက်ငယ်ပြီးတော့ခြေစံတက်တာတွေနဲ့ပတိမုံရလမ်းပိုင်းအတိုင်းကျွန်တော်တို့ AR ဘက်ကိုဒါထွက်ခွာလာတယ်လို့ data ပြည်သူတွေကလည်းသတင်းပေးပို့ထားပါတယ်ဒါဟာပြည်သူကပေါက်ဖွာလာတဲ့တော်လန်သောတပ်ဖွဲ့ဝင်တွေမှာပြည်သူရဲ့လူအင်စနာနဲ့အကြံဖက်စစ်ခွေးတက်ကိုချိန်မုံနေတာပါဘယ်နေရာက ဘယ်လိုမျိုးပုံဖြတ်ပြီးရလာပါစေဘယ်နေရာကစစ်ကူပဲပြပို့ပါစေကျွန်တော်တို့အားလုံးစီမှာသတင်းရရှိထားပြီးဖြစ်ပါတယ်ကျွန်တော်အားလုံးက PDF ကိုဗျာဟုတ်ပြီကျွန်တော်တို့ဒါအရကတက်ကော A နဲ့ပတ်သက်ပြီးတော့ဗောနော်ဆက်ဆက်ပြီးတော့အကြောင်းအရာတွေကိုအနည်းငယ်ဒါအတိပေးလို့တာလည်းရှိပါတယ်လက်ရှိချိန်မှာကျွန်တော်တို့ဒါ rock climb ပြီမှာဒါအာကုံစင်းနှုံးနေအစမတန်မြင့်နေတာကိုကျွန်တော်တို့တွေ့ရမှာဖြစ်ပါတယ်ဆိုတော့သူတို့ရဲ့ခက်ခဲတွေသူတို့ရဲ့ဒုက္ခတွေကိုလည်းကျွန်တော်နားလည်ပါတယ် ဆိုတော့ဒီကနေ့မှာကျွန်တော်အရကတက်တော် AA ရဲ့ကိစ္စလေးနှစ်ခုကိုထည့်သွင်းပြောချင်တယ်အဲ့ဒါကဘာလဲဆိုတော့ဒီကုန်စင်းတို့အကြောင်းလေးတွေရယ်ပြီးတော့ဒါရခိုင်ပြည်တောင်ဟုတ်ကနေပြီးတော့ဒါထွက်လာတယ်ဗောနော်ဒေတာခံကျွန်တော်ရခိုင်သားတွေနဲ့ရခိုင်အမျိုးသမီးတွေကိုအချမ်းဖက်စစ်ခွေးတက်ကဖမ်းပြီးတော့ဒါစစ်မှုန်ဥပဒေတွေကိုထည့်သွင်းလိုက်တယ်ဆိုတဲ့အကြောင်းကိုလည်းကျွန်တော်မြင်ပါတယ်အတိပေးချင်တယ်အားလုံးပေါင်းစုစုပေါင်း46လို့ကျွန်တော်တိတိကျကျသိရှိထားရတာပါဟုတ်ပြီ လက်ရှိအခါတက်တော့အေးတက်ခဲသိမ့်မိုက်ထားတယ်ရကိုင်းပြည်မြို့14မြို့မှာကျွန်တော်တို့ဒါမြန်မာကျပ်ငွေ200ဒန်တွေနဲ့ဒါ100ဒန်ကျပ်ငွေတွေပြီးတော့90ဒန်90ဒန်ကျပ်ငွေတွေကအသုံးပြုလို့မရတဲ့အခြေအနေတွေဖြစ်နေတယ်လို့ဒေသခံတွေကပြောထားပါတယ်။ဘာကြောင့်အသုံးပြုလို့မရတာလဲဆိုတော့ဒီ100ဒန်200ဒန်90ဒန်တွေဟာကျွန်တော်တို့အဲ့ဒီမှာဒါရောင်းချတဲ့ပစ္စည်းတွေနဲ့တန်ဖိုးနဲ့ကဘလို့မှမကညီတဲ့အခြေအနေတွေကြောင့်ဖြစ်ပါတယ်။ ဒါကြောင့်ကျွန်တော်တို့စာဆိုင်တွေသွားပြီးတော့ဗျာဥမာ900တန်ကျွန်တော်တို့10ရွက်ပေးပြီးတော့ဝယ်တဲ့ကျွန်တော်တို့ဒါဖြစ်ပြက်လေးတွေရှိတယ်ပြီးတော့200တန်10ရွက်ပေါ့ဗျာအဲ့လိုမျိုးပေါ့နော်အဲ့ဒါစုပြီးတော့ကျွန်တော်တို့ပေးတဲ့အချင်းတွေဒီမှာ200တန်တွေ900တန်တွေကျွန်တော်တို့100တန်တွေ90တန်တွေအထီကိုဒါဒေသခံဆိုင်ချို့ကဒါလက်မခံရဘူးပေါ့ဗျာမယူတော့ဘူးလို့ကျွန်တော်တို့သိတောင်မျိုးနဲ့ဒေသခံတအူးကသတင်းပြဖို့ထားတာဖြစ်ပါတယ်အဲသူပြောပြထားတဲ့အကြောင်းအရာတွေမှာဆိုရင် ဒါကွန်ရတထောင်ဘိုးဝယ်တယ်ငွေထောင်နဲ့ညီများတယ်90အတန်ရွက်20ဒူရီမိုတရာဒန်ပေါ့နော်တရာဒန်ကျွန်တော်တို့ဒါအာဒီညဒီငွေနဲ့ညီများတယ်တရာဒန်တွေဒါမှမဟုတ်အခြားသောငွေအကြွေတွေပေါ့ဗျာဒါတွေကိုပေးတယ်ဆိုရင်ကျွန်တော်တို့အဲ့ဒီကွန်ရဆိုင်တွေကလည်းလက်မခံတော့ဘူးဆိုပါတယ်ဆိုတော့ဒီအခြေအနေတွေဘာကြောင့်ဖြစ်ပေါ်နေရလဲဆိုရင်လက်ရှိကျွန်တော်တို့ဒါကုန်းဝင်းဒေတာတွေနဲ့ဆက်ဆက်ထားတဲ့နေရာတွေကိုအကြမ်းဖက်စစ်ခွေးတက်ကကျွန်တော်တို့ဒါဖြက်လေးပြက်လို့လဲ ပြောလို့ရတာပေါ့ဗျာဖြလေးပြတ်တွင်းမှာကျွန်တော်တို့ direct car လမ်းကြောင်းတွေမရောက်ဖို့အတွက်ပြီးတော့ခြားသောကုသင်စီးသင်းမှုတွေဖြတ်တောက်ခံရတဲ့အခြေအနေမှာရေထွက်ပေါက်တစ်ခုတည်းကိုပဲအဓိကအသုံးပြုနေရတဲ့ဒါရခိုင်သူရခိုင်သားတွေအခက်ခဲကြည်တွေကတခုဖြစ်ပါတယ်ဒါကိုကြမ်းကြမ်းခံပြီးတော့အရခတ်တက်တော် AA နဲ့ ULA ကလည်းပဲအကြံဖက်စစ်ခွေးကိုမုတ်ကြိတ်လာခဲ့တာအခုဆိုရင်ရခိုင်ပြည်တစ်ခုလုံးလွမြောက်လူမီမီအခြေအနေတွေကိုရောက်ရှိသွားပါပြီ ဟုတ်ပြီဒါကတော့ရခိုင်ရဲ့တွင်းနယ်မှာ90လမ်းတွေ100လမ်းတွေ100လမ်းတွေငွေစက်ကူတွေတော်လုံးမရဘဲနဲ့တစားတစားပြတ်ကွယ်နေတဲ့အခြေအနေတွေနဲ့ပြီးတော့ကုန်စည်နှုန်းတွေအဆမတန်မြင့်တက်နေတဲ့အခြေအနေတွေကျွန်တော်မိဘတွေကိုအတိပေးခဲ့ခြင်းဖြစ်ပါတယ်ရခိုင်ပြည်နယ်တောင်ကုန်းမြို့နယ်ကထွက်လာတဲ့ဒေသခံ46ကိုကိုတိုင်းပြည်မြို့နော်ရေဒရာဂိတ်မှာကျွန်ဖက်စစ်ခွေးတပ်ဖွဲ့ဝင်တွေကအကုန်လုံးကိုဖမ်းဆီးပြီးတော့ဒါစစ်မှုတန်းစစ်တင်တန်း ပေးပို့လိုက်တယ်ဆိုတဲ့အကြောင်းကိုကျွန်တော်မိဘတွေကိုအတိပေးလိုပါတယ်ဒီပစ္စည်းကကျွန်တော်တို့ဒါရခိုင်သူရခိုင်သားတွေကိုလည်းဟိုဘယ်လိုပြောမလဲသူတို့ဘယ်လိုမျိုးစဉ်းစားလဲပေါ့ဆိုတော့ဟုတ်ပြီကျွန်တော်စီရင်မှုမရှိဘဲနဲ့အကြောင်းပြချက်မရှိဘဲနဲ့ရခိုင်မနေရွှန့်ခွာလူသူတွေပြီးတော့ NDEP ကစစ်မှုထမ်းဖို့အတွက်အကြုံးဝင်ပြီးတော့စစ်မှုမထမ်းလိုပဲနဲ့ရခိုင်ပြည်ပြည်ပကိုထပြေးဖို့စ조사သူတွေကိုတွာလာခွင့်မပြုဘဲနဲ့တည်ငြိမ်တဲ့စည်ရေးအခြေအနေရောက်တဲ့အထိတားမြစ်လိုက်တဲ့ကျွန်တော်ထုတ်ပြန်ချက်ကိုမေလ22ရက်နေ့တွေကရခိုင်ပြည်တော် AA ကထုတ်ပြန်ခဲ့ပြီးဖြစ်ပါတယ်ဆိုတော့ကျွန်တော်စစ်မှုထမ်းမဖြစ်မနေထမ်းရမယ်ဆိုရင်ပေါ့ဗျာရခိုင်သူရခိုင်သားတွေ ကျွန်တော်ညီကိုမောင်နှမတွေကျွန်တော်တို့မြေပေါ်မှာကျွန်တော်တို့ရေပေါ်မှာကျွန်တော်မိုးရဲ့မြေမှာကျွန်တော်တို့စစ်မှုထမ်းသိမ့်ပါတယ်ဆိုတော့စစ်မှုထမ်းဖို့အတွက်အကြောင်းမျိုးမျိုးကြောင့်ပေါ့နော်ဒါအခက်အခဲတွေရှိတဲ့သူတွေကိုလည်းကျွန်တော်နားလည်ပါတယ်ဥပမာဗျာကျွန်တော်တို့အခုပြဆိုကျွန်တော်တို့ပြည်သူ့ကော်မတီတပ်ဖွဲ့ဝင်တွေကျွန်တော်တို့တွေပေါ့နော်ကျွန်တော်တို့ဒီအာဏာသိမ်းတဲ့အာဏာသိမ်းတဲ့ကျွန်တော်တို့ကောင်းမွန်သောဆန္ဒပြခဲ့တယ်။ဒါပေမဲ့ကျွန်တော်တို့ကိုလမ်းမထပ်မှာပဲတကယ်တမ်းအစ်စ်တွေနဲ့ပြစ်တက်ခဲ့တယ် ဒါလည်းမဟုတ်သေးပဲနဲ့ကျွန်တော်တို့အိမ်ထဲအထိဝင်ပြီးတော့ကျွန်တော်တို့ကိုရိုက်နှက်ဖမ်းဆီးတယ်ပြီးတော့ကျွန်တော်တို့ကိုကားနဲ့တိုက်ပြီးတော့ဖမ်းတယ်ဒီမျိုးစုံနဲ့ဖမ်းတယ်ပြီးတော့ကျွန်တော်တို့ကိုတပ်ပစ်တယ်ဆိုတော့ဒီအချိန်လေးမှာကျွန်တော်တို့ဘလုံးမှကျွန်တော်တို့ဒါကိုယ့်ကိုကာကွယ်နိုင်ဖို့မဖြစ်နိုင်တော့တဲ့အခြေအနေမှာကျွန်တော်တို့ကဒါလူမြောက်တဲ့နေရာကိုထွက်ခွာပြီးတော့ဒါသူတို့ကိုပြန်လဲခုခံဖို့အတွက်ကျွန်တော်တို့တွေစစ်တင်တဲ့တက်ခဲကြတယ်ဒါကျွန်တော်တို့ရဲ့စံနာနဲ့ကျွန်တော်တို့တက်ခဲကြတာဒီနေ့အချိန်ထိကျွန်တော်ကိုနိုင်ရ ာဝန်ထမ်းဆောင်နေစေဖြစ်ပါတယ်။ဆိုတော့ဒီအချင်းတွေမှာကျွန်တော်ရဲ့ညီကိုတွေကိုပြောချင်တာကအခုပေါ့နော်ဒီသတင်းကိုမပြောခင်ပေါ့။ဒါကျွန်တော်ရခိုင်သူရခိုင်သားတွေ56ယောက်ကိုဖမ်းခံလိုက်ရတဲ့အခြေအနေတွေကိုကျွန်တော်ပြောခင်ပါ။လက်ရှိကျောင်းနိုင်ငံရဲ့အပြောင်းလဲမှာကျွန်တော်တို့အားလုံးတောင်းဝန်ရှိပါတယ်။ဆိုတော့ကျောင်းညီကိုတွေအနေနဲ့ဒါအခက်အခဲတွေကိုကျွန်တော်တို့နားလည်ပေးတယ်ပြီးတော့စိုးရင်ကြောက်လန့်မှုတွေကိုလည်းကျွန်တော်တို့လက်ခံပေးတယ်ဒါပေမဲ့ ဲ့ဒီဆိုးရုံကြောက်လန့်မှုတွေဟာကျွန်တော်တို့ဒီသူ့ကိုမပြီးစိတ်နဲ့ဟိုးနကူတွေကကျွန်တော်ပြည်သူတွေဟာသူတို့ကိုကြောက်နေအောင်သူတို့ကဖန်တီးခဲ့တာနှစ်ပေါင်းများစွာမကြောက်ကြောက်အောင်သူတို့လုပ်ခဲ့ကြတယ်ဟုတ်တယ်เนาะကျွန်တော်ပြီးပါတယ်ကျွန်တော်တိုင်းသားနေနေမှာနေတဲ့သူတွေခေါင်းခေါင်းသိတယ်ဟုတ်ပြီလားသူတို့တွေစတောင်းထိုးလာတယ်ဘာလဲမှဘူးမရှိဘူး အဲ့ဒီရွာကိုမိရှုဖြစ်စီးခဲ့တယ်။ကဲအကြောင်းပြချက်ကဘာလဲ။ဘာမှမဟုတ်ဖဲနဲ့ကိုလှုပ်ပါတာ။ဆိုတော့ကလေးလေးတွေကအစားအစခွေးလာပြီဆိုရင်လည်းသူတို့ရှောင်းရတယ်ပြေးရတယ်။ပြီးတော့မှသူတို့နေရသူတို့ပြန်ကြရတယ်။ဒါကအသေးပွားလေးဥမာတစ်ခုပဲပြောတာ။ယနေ့ချိန်ကြီးတဲ့ကောင်တွေအဲ့လိုပဲလုပ်နေသေးပါ။ဟုတ်ပြီ။ဆိုတော့လေအနေနဲ့ကျောင်းသားစုဝင်အနေနဲ့လက်ရှိကျွန်တော်တို့ကိုကြောက်အောင်လုပ်ပြနေတာ။ ကျွန်တော်တို့အတွက်အသက်ရောက်မှုမရှိပါဘူးခုဆိုရင်ကျွန်တော်တို့ဒီအကြမ်းဖက်စစ်ခွေးတက်တဲ့ပတ်သက်သူမှန်မြကျွန်တော်တို့ပြန်ကြောက်နေရတာချင်းဘာကြောက်လဲကျွန်တော်တိုင်းသားတမဲဝင်အီရာအိုရင်းနဲ့ကျွန်တော်တို့စစ်တင်တဲ့နေတက်တယ်ပြီးတော့သူတို့နဲ့ပူပေါင်းပြီးတော့ကျွန်တော်တို့လစ်ကျင်နေတင်ယူခဲ့တယ်ပြီးတော့စခွေးမိဖုတ်တယ်အဲ့တော့ကျွန်တော်လစ်ကျင်တင်ကြပေးတဲ့အထဲမှာလဲအာကတ်တတ်တော့အေးအေးလဲပါတယ်အဲ့တော့ရခိုင်ဟာကျွန်တော်ပေါ်ဂျေဆုအများကြီးရှိတယ် ဆိုတော့ဒီအချိန်လေးမှာရခိုင်သူရခိုင်သားတွေအနေနဲ့နားရောက်နားမရောက်ဘို့ပြီးတော့ကို့မြေကို့ရေအတွက်ဒါတက်နိုင်ဆုံးပူပေါင်းဆောင်ရွက်ဖို့ကျွန်တော်တို့တပွဲဝင်တွေဟာဒါအကုန်လုံးကိုအလူတရာပေါ့ဗျာဥမာလူထောင်ပေါ့ဗျာဒါအမေအောက်ကိုတနက်ကိုင်မင်းတို့အကုန်လုံးအိုက်တက်ပေါ့ဗျာဝင်ပစ်ဒါမျိုးတွေကျွန်တော်တို့မရှိပါဘူးဆိုတော့မိမိတို့တက်နိုင်တဲ့ပကဥမာဈေးဝါနဲ့ပတ်သက်တဲ့ဈေးဝါအရိခခွဲကျန်လာတဲ့ရိခကိစ္စတွေ ီးတော့ stroke ကိစ္စတွေလောက်ကတော့ရှိအများကြီးအများကြီးရှိတယ်ဆိုတော့ဒါလေးကိုလည်းကျွန်တော်ရဲ့ညီကိုမောင်နှမတွေကို သိစေခြင်းလို့ပါဟုတ်ပြီဒီ piston နဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ဇွန်လ25ရက်နေ့မှာအမျိုးသားအမျိုးသမီး20ဦးဇွန်လ28ရက်နေ့မှာအသက်16နှစ်ကနေပြီးအသက်30ကျော်အမျိုးသားအမျိုးသမီး30ဦးတို့ဖမ်းဆီးခံရတာဖြစ်တယ်ဆိုတော့အဲ့ဒီအဖွဲ့တွေကိုလက်ရှိချိန်မှာဒါအရှိအ25ရက်နေ့မှာဖမ်းဆီးခံရတဲ့အဖွဲ့တွေကိုတော့စစ်တင်နှံပို့လိုက်ပြီလို့သိရှိထားရတယ် ဒါဘယ်နေရာကိုပို့လဲဒါကိုတော့ကျွန်တော်တို့မသိထားရသေးဘူးပြီးတော့နောက်ထပ်အဖွဲ့ကိုလည်းပဲဒါပို့ပို့စီစဉ်နေပြီးလို့လည်းကျွန်တော်တို့ဒါအဖမ်းခံထားရတယ်ဒါတောင်ကုန်းဒေတာကံမီတာစုဝင်နေစီကပြန်ပြီးတော့သိရှိထားရတာဖြစ်တယ်ဟုတ်ပြီအဲ့ဒီအချိန်မှာမှကျွန်တော်တို့ဒါပေါ့နော်အသက်ကြီးရင်ပြီးတော့စစ်တပ်နဲ့တပ်ဖို့အတွက်အဆင်မပြေတဲ့လူလေးယောက်ကိုတော့ငွေနဲ့ပေးပြီးတော့ထုတ်ထားရတယ်လို့လည်းသိရှိထားရပါတယ်ဒါမဲ့အဲ့ဒီငွေနဲ့ပေးပြီးတော့ထုတ်ထားထုတ်ထားလိုက်တဲ့သူတွေကိုလည်းရခိုင်ကိုပြန်ပို့တာမဟုတ်ဘူးနော် ရန်ကုန်ကိုပို့လိုက်တာဖြစ်တယ်။ဆိုတော့ရန်ကုန်ရဲ့ဘယ်နေရာမှာရှိနေလဲရန်ကုန်ရောက်နေပြီလို့ပဲကျွန်တော်တို့သိထိသိရှိထားရတယ်။ဆိုတော့စပေးရှောင်းတာပဲဖြစ်ဖြစ်စစ်မှုထမ်းရှောင်းနေတာပဲဖြစ်ဖြစ်ဘာကြောင့်ရန်ကုန်ကိုတက်ရှောင်းခြင်းတက်ရှောင်းဖို့ဆုံးဖြတ်တာလဲ။ဆိုတော့ဒါကိုကျွန်တော်အရင်စိတ်ဝင်စားတယ်။ကျွန်တော်ပြစ်တင်တာမဟုတ်ဘူး။ဒါပေမဲ့အဲ့ဒီတည်းမှာကျွန်တော်ထူးခြားတဲ့အချက်လေးတစ်ချက်ကိုတွေ့လိုက်ရတယ်။အဲ့ဒါကတော့အဲ့ဒီဒါထွက်တယ်ပေါ့နော်ရခိုင်ပြည်တဲ့ကထွက်တဲ့ အယောက်40ကျော်50နီးပွား50နီးပါးမှာလမ်းပြရှိတယ်ပြီးတော့ပွဲစားရှိတယ်ဒါကျွန်တော်တရှိထားရတာကတော့ညီညီဆိုတဲ့ကောင်ကလမ်းပြဖြစ်တယ်ပြီးတော့ဆန်းဆန်းမူနဲ့နန္နာမြင့်နိုင်ကပွဲစားဖြစ်တယ်သူတို့ကတော့ပေါ်ပြီးတော့ကျွန်တော်ရခိုင်ထဲမှာရှိတဲ့အချို့သောလူငယ်တွေနဲ့အချို့သောမိသားစုဝင်တွေကို အာရန်ကုန်ကိုပို့ဆောင်ပေးမယ်အရန်ကုန်မှာဒါစပေးလဲရှောင်လို့ရတယ်အလုတ်ကန်ကြီးလည်းရှိတယ်ဘာညာပေါ့ဗျာဒီလိုအခြေအနေတွေနဲ့သွေးဆောင်ဖြားချောင်းပြီးတော့တကယ်တမ်းတော့အဲ့ဒီကောင်လေးကလူရောင်းသားလိုက်ကြတယ်ဒါကြောင့်ကျွန်တော်နမယ်လေးနဲ့ပြောပြတာပါညီညီဆန်းဆန်းမှုနဲ့နန္နာမြင့်နိုင်တို့တွေကကျွန်တော်ဖက်စစ်ခွတ်တက်နဲ့ပေါင်းပြီးတော့လုစားနေတယ်လို့ ရတနာကလူပို့နေတယ်လို့ကျွန်တော်သိရှိထားရပါတယ်။ဟုတ်ပြီရခိုင်သူရခိုင်သားတွေ40ကျော်50ပေါ့နော်။ဒါကျွန်တော်တို့သိရှိတဲ့သတင်းတစ်ခုပဲရှိသေးတယ်နော်ကျွန်တော်မြင်ပါ။ကြောင်တိရဲ့နောက်ပယ်မှာအများကြီးရှိနိုင်တဲ့အင်အားပေါ့နော်ဆိုတော့အဲ့ဒီရ90ဝင်းကျင်ကစတဲ့နဲ့ပုတ်ခံရတယ်စမှုထမ်းနဲ့ပါပြီပေါ့ဗျာဟုတ်ပြီတင်းနန်းတို့ဆင်းပြီးသွားတယ်အဲ့ဒီကောင်တွေဘယ်ပုတ်ခံမယ်ထင်လဲကျွန်တော်မြင်ပါရခိုင်ကိုပြန်ပုတ်ခံရမှာရခိုင်ရဲ့ချင်းချင်းပြတ်တက်ခိုင်းမှာ ဒါကိုလည်းကျွန်တော်သိဖို့လိုတယ်။ကျွန်တော်ဒီအချိန်ဟာရေးကြည့်တဲ့အချိန်ကိုရောက်နေတာဖြစ်တယ်။ကျွန်တော်အချက်မှလွဲမှားလို့မရအောင်ကျွန်တော်မိသားစုဝင်တွေရဲ့အသက်အရင်းကိုတန်ဖိုးကြီးပါတယ်။ဆိုတော့မိမိတို့ရဲ့ဆုံးဖြတ်ချက်ကိုတေချာခိုင်မာစွာချဖို့လိုတယ်။လိုအပ်ရင်ကျွန်တော်တို့နယ်လည်းဒါတိုင်ပင်ဆွေးနွေးလို့ရပါတယ်။ကျွန်တော်တတ်နိုင်ဆုံးကျွန်တော် internet line ကောင်းတဲ့အချိန်မှာဖြစ်ဖြစ်ကျွန်တော်အားတဲ့အချိန်မှာဖြစ်ဖြစ်စာ reply ပြန်တတ်ပါတယ်။ဟုတ်ပြီ။ဒီပစ္စည်းမှာ ဒါကျွန်တော်အရကတက်ပေါ်အေအေတိတ်ထိချုပ်ထားတဲ့ကျွန်တော်ရခိုင်ပြည်မြို့နယ်တဲမှာဒါအမျိုးသားအသက်၈၈နှစ်ကနေပြီးတော့၄၅နှစ်အမျိုးသမီးဆိုရင်အသက်၈၈နှစ်က၂၅နှစ်အထိမြို့သားကာဝယ်ရေးဆိုင်ရာရေးဖို့ပြတန်းချက် NDEP အရာနှစ်နှစ်စစ်မှုထမ်းရမယ်ပြီးတော့လူငယ်လူရွယ်တွေကိုရခိုင်ပြည်မကိုထွက်ခွာခွင့်ပိတ်ထားတာကိုလည်းပဲကျွန်တော်အရကတက်တော့ AA နဲ့ ULA ရဲ့ထုတ်ပြန်ကြေညာချက်မှာတွေ့ရမှာဖြစ်ပါတယ် ဆိုတော့ဒီအချိန်တွေတွင်းနေမှာအဲ့ဒီဂျမ်ဖက်စစ်ခွေးတက်နဲ့ပေါင်းပြီးတော့လူပွဲစားလူလူအလုပ်ပွဲစားလူလူမျော်လင့်ချက်ပေါင်းမြောက်များစွာပေးပြီးတော့လုစားနေတဲ့ကောင်းတယ်ငွေလေးရယူပြီးသွားပြီပြီးတော့လူဟိုပါကြောင်းစားလိုက်တယ်ဆိုတော့ဒါတွေကျွန်တော်တိုင်းလာညီကိုမောင်မတွေသတိပြုပြီးပါဆင်ခြင်ပေးပါကျောင်းတိုင်းလာညီကိုမောင်မအရန်ယူကြအရန်အားအားလေလို့တော့ကျွန်တော်မသုံးချင်ဘူးကျွန်တော်နားလေပါတယ် ။ဘာလို့ကျွန်တော်တို့တိုင်းသားတွေ ਨੇ အများကြီးလှုပ်လှုပ်ခဲ့ကြတယ်။အရန်ကိုယိုးကြတယ်။သူတို့နေအများနဲ့ခံရပါဗျာလို့သူတို့နေပြင်ပပေါ့ဗျာ။ပြင်ပသူတွေဆိုရင်မယုံနာတွေဖြစ်ဖြစ်တတ်သွားတယ်။ဟုတ်ပြီ။ဒီနေ့မှာကျွန်တော်တင်ပြခဲ့တဲ့အကြောင်းအရာတွေမှာအကြောင်းအရာမိပါတယ်ကျွန်တော်ရဲ့မိသားစုဝင်တွေဒါသတိပြုစင်ကြရမယ့်အချက်တွေရယ်ပြောအကျံဖတ်ခေါင်းဆောင်မလာရဲ့ရှားပြားကြီးနဲ့ yes လုံးလိုက်တဲ့ အကြောင်းတွေကျွန်မပြီးွားရအားရွယ်ကျင်းတဲ့ဖွယ်မြင်ပြရမှာဖြစ်ပါတယ်ဆိုတော့အချို့သောတက်ဖို့ဗီဒီယိုတွေကိုတော့ထုံးစံအတိုင်းပဲကျွန်တော်ရဲ့ရေဘော်ရှမ်းလေး Telegram မှာဝင်ရောက်ကြည့်ရှုအားပေးပေးပါဒီနေ့ဗီဒီယိုကိုအဆုံးသတ်ပြစေလက်နက်ပေးစပီကပ်ပေးကြောင်းနဲ့ကျောင်းနိုင်ငံတွင်းမှာရှိတဲ့မိဘတူးချင်းစီတိုင်းဘေးနဲ့ကင်းရှင်းပါကြောင်းလေးလေးနဲ့စတောင်းရှင်းနဲ့ကျွန်တော်ရေပေါ်ရှမ်းလေးပါခင်ဗျာ